င်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာရဲရဲထွန်းဟင်းသရာရေးသားသောအင်းခွေးငါးကောင်ပုံရင်ဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အကိုဒီခွေးမြောက်ကိုအလွန်ချစ်တတ်သောသူတယောက်ဖြစ်သည်။သို့သောခွေးတိုင်းကိုတော့မဟုတ် မြမခွေးမျိုးစားတဲ့ကအင်းခွေးများကိုပို၍နှစ်သက်သဘောကြောင့်မွေးမြူလေးရှိသည်တို့မြမခွေးတွေထဲမှာတော့အင်းခွေးကအကောင်းဆုံးပဲအမွေနဲ့မျက်စိကအညိုရောင်ခြေတံလက်တံရှည်ပြီးထွားကြိုက်နေအဓိကအချက်ကတော့တတိရှိပြီးတခင်ပေါ်မှာတစ္ဆာရှိတာပဲကွာအကိုဒီအင်းခွေးမျိုးစားများကိုအမွန်တင်ပြောပြလေးရှိသည်၎င်း၏အိမ်တွင်လည်းရွှေတူစိုက်တူအင်းခွေးအမျိုးစားအထီးငါးကောင်ကို မွေးထားသည်နေ့စဉ်အမဲရိုးနဲ့စံကြိုပြီးကြွေးသည် အင်းခွေးကြီးများမှာနရွက်ဖားလျက်ကြလျက်အမိဖွားဖွားဖြင့်ရွယ်တူကြီးထွားကြသည်ညစူချန့်လုံနေမယောင်မလဲနဲ့တော့လာမကတ်နဲ့မောင်တစစီဖြစ်သွားမယ်အကိုကသူ့ခွေးများအကြောင်းကိုစကားဆက်မိတိုင်းပြောပြတတ်သည်အကိုသူ့ခွေးများကိုချစ်တယ်လို့ထို့ခွေးများကလည်းအကိုကိုချစ်ကြသည်အကိုတို့အိမ်ဒီအေအော်ရီမြကန်းတစ်ခုတွင်တည်ရှိသောဒေါင်ကြီးဟူသည့်ရွာကြီးတစ်ရွာဖြစ်သည်အကိုသည်ဒေါင်ကြီးသူနှင့်အိမ်တော်ကြပြီးချမ်းကျဲရည်ရွယ်တွင်အိမ်စည်းဆိုင်ဖွင့်ထားသည် စီဝါရေးအစဉ်ပြေပြီးလူမှုရေးနှင့်ဘာသာရေးကိုဝါသနာပါသည်ဝါရင်းစွန်းလောင်းအသည့်မှစ၍ကိုတိုင်လိုက်ပါသည်အကိုစွန်းလောင်းအသည့်နှင့်အလူကန်ထွက်သည့်နေ့တွင်ထိုအင်းခွေးငါးကောင်သည်လည်းလိုက်ပါလာသည်ထူးခြားသည်မှာရန်လိုတတ်သောအင်းခွေးများသည်အလူကန်ထွက်သောနေ့တွင်အခြားခွေးများအတွေ့တော်လဲဟောင်းခြင်းမန်ဖီခြင်းများမပြုလုပ်ဘဲကိုလန်းကိုတဲ့တဲ့လိုက်ပါလေရှိကြသည်ထိုခွေးများသည်အကိုစကားကိုနားလည်၏အကိုအပြင်ခရီးအပြင်သို့ထွက်မည်ဆိုလျင်လိုက်ဟန်ပြင်သည် ်အကိုကဟေ့ကောင်တွေမလိုက်နဲ့ဟုပြည့်ပြောလိုက်သည်နဲ့အိမ်ထဲပြန်ဝင်သွားကြသည်အိမ်သို့ဈေးဝယ်လာသူဟုသည်။ဖြူဖြူမဲမဲလှဲ့၍ပဲမကြည့်ကိုနေရာကိုငြိမ်သက်စွာနေသည်သို့သောပုံစံမကျသည့်အနေအထားဖြင့်ဝင်လာပါကပထမအဆင့်ဟောင်း၍တတိပေးသည်ဒုတိယအဆင့်မှန်ဖီသည်ထို့သောတားမြစ်တတိပေး၍မရပါကနောက်ဆုံးအဆင့်ဝင်ကြိုက်တော်သည်အိမ်ဝဲများမှာအယ်ဇေးရှင်းခွေးများကဲ့သို့ကြိုက်လျင် လေမျိုးကမှဝင်ခဲတကြသည်တခါကအမှုသမားတယောက်ဒုတစ်ချောင်းကန်၍ခြံထဲဝင်လာသည် ခွေးများကစီဟောင်းသည်အမှုသမားကဒုတ်ကိုကန်မြောက်၍ရိုက်ဟန်ပြန်သည်ထိုအချိန်အနည်းဆုံးတွင်ရှိနေသည့်ခွေးတစ်ကောင်ကထိုအမှုသမားကိုရုတ်တရက်ခုံအုပ်လိုက်တော့သည်ကြံခွေးလေးကောင်ကလည်းအနည်းသို့ချက်ချင်းရောက်လာကြသည်ထိုအချိန်အပြင်းမပြောင်းလာသောအကိုကထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့်ဟဲ့ကောင်တွေအခုရဆန်း အမှုသမားသည်ပက်လက်အနေထားတွင် ခွေးတကောင်သည်သူ၏လက်မျိုးကိုခဲရန်ဆဲဆဲအချိန်အကူဤထန့်တားမှုကြောင့်ထိုအမှုသမားမှာတက်တရာရသွားသည်။ကြံခွေးလေးကောင်ကလည်းဝမ်းရွေအမဲဖြတ်တော်မူအနေထားကြောင့်အမှုသမားတစစီဖြစ်သွားနိုင်သည်။ထိုသူလည်းတချို့တည်းလစ်တော်သည်။ခွေးများသည် အကူဟန့်တားတန်ကြောင့်ချက်ချင်းရက်၍အကူကိုခီးဥကြိုပြုသည်။တအီအီမိတမ်းပြု၍ဖတ်တွယ်နန်းရှုပ်ကြသည်။အကူနှင့်သူ၏အင်းခွေးငါးကောင်တို့သည် အတိတ်ဘဝတနေရာကအထုံရေဆက်ပါလာသည်ဟုထင်မိသည်။ အကိုဒီတလတကြိမ်ရန်ကုန်သို့အေယာဝတီတိမောဖြင့်ဈေးဆိုင်အတွက်ကုန်စည်များတွားရောက်ဝယ်ယူလေးရှိသည် အကိုပြန်လာချိန်တိမောသည်တောင်ကြီးစိတ်ကန်းသို့စိုက်ကပ်ပြီးအုပ်အိုးဆွဲလိုက်သည်နှင့်အင်းဝင်းကားကောင်တို့သည်တပြန်နက်ဒုံဆိုင်၍တိမောစိတ်သို့ပြေးကြိုလေတော့သည်အကိုကလည်းတိမောပေါ်မှဆင်းလျင်ဆင်းခြင်းသူ့ခွေးကားကောင်ကိုပုတ်သက်ချော့ကစားပြီးနောက်ရန်ကုန်မှဝယ်လာသောကိတ်မုံများကိုကျွေးသည် ခွေးများကလည်းကိတ်မုံကိုနှစ်သက်စွာစားတောက်တတ်ကြသည် ထို့နောက်ခွေးများကိုထញ្ញက်ခဲတစ်လုံးစီကျွေးပြီးနောက်လူတယောက်နဲ့အင်းခွေးငါးကောင်တို့ပြန်လာသည့်မြင်ကွင်းသည်ဒေသခံတို့ဖို့မြင်နေကြဖြစ်၏အထူးဆန်းတော့မဟုတ်တော့ချေသို့သောထူးဆန်းသောမြင်ကွင်းသည်မကြမီဖြစ်ပေါ်လာခဲ့တော်သည်ညသည်တိတ်ဆိတ်မဲမောင်နေ၏လေပြင်းများတိုက်ခတ်နေသဖြင့်တစ်ပင်တို့၏ရိမ်းထိုးလှုပ်ရှားသံကိုကြားနေရသည်သကောင်ကြော်ပြီးဖြစ်သည်အခုဇနီးဖြစ်သူမတ်ဝင်းသည်သကောင်ကြက်တော်သည်သည့်အိတ်မပြောအိယာထက်တွင်လူးလိမ့်နေရသည် အတော်ကြီးချောင်းဟန်တန်ကိုလည်းကြားလိုက်သည်တူမဖြစ်သူကြီးဟောက်တန်ကိုလည်းကြားနေရသည် ထိုချိန်လေပြင်းတစ်ချက်အဝေ့တွင်ခြံဝင်းတကားစီမှဝုန်းကနဲမိသားနဲ့တူခြံဝင်းအတွင်းရှိအင်းခွေငါးကောင်တို့သည်ထိတ်လန့်တကြားဆွဲဆွဲငင်ငင်ဦးလိုက်တန်ကြောင်းမဝင်းကြက်သိမ်းထမိသည်အိယာမထားလိုက်သည်ခင်မောဖြစ်သူကိုသိန်းရန်ကုန်တို့ယနေ့မနက်တင်မောဖြင့်ထွက်သွားသည်ကိုသတိရလိုက်သည်အတော်အတော်ကြားလားဘာသံတွေလဲ မဝင်းကတော်ကိုအတန်ပြူရင်းမေးလိုက်သည်အေးကြားတယ်လေးတိုက်လို့ခြောင်ဝင်းတကားလဲသွားတာလားမသိဘူးဒီညမှာခွေးတွေကလည်းဥလိုက်တာမဝင်းသည်ပိရိတ်တရားတော်များကိုရွတ်ဖတ်နေသည်ခွေးများကလည်းဥလိုက်တစ်ချက်လုံးပတ်ပြေးလိုက်နေစူညံနေသည်တညာလုံးအိတ်မပြောတော့အတော်ကြီးပိရိတ်ရွတ်တန်ကိုလည်းကြားရသည်ဒီလိုနဲ့ခြောက်ချားပွေရညကိုကုံဆုံးခဲ့သည် မနက်မိုးလေးလျင်လင်းချင်းခြောင်ဝင်းတကားကိုလှမ်းကြည့်သည် ညဦးကပိတ်ထားသည့်တိုင်းမြင်ရသည်ခွေးများကလည်းမဝင်းကိုတွေ့သည်နှင့်တဤဤမိသားပြု၍မငြိမ်မသက်ဖြစ်နေကြသည်အတော်သည်ခွေးများကိုအစာကျွေးတော်လဲအစာမစားဘဲခြံဝင်းတွင်ပတ်ပြေးနေကြသည်စိုင်ဖွင့်ချိန်တွင်စိတ်ထဲ၌လေးလံနေသည့်အတွက်အိမ်ရှိသူထွက်လာခဲ့သည်ဒေါကြီးဈေးသို့လာကြသောဈေးတယ်ဈေးဝယ်တို့ဖြင့်စီကားစာပြုနေသည်ကိုတွေ့ရသည်ထိုချိန်အေရီတင်းမောစိန်မှစိတ်ခံမှုနှင့်အဖွဲရောက်လာကြသည်မဝင်းညကရန်ကုန်မြစ်ထဲမှာနန်းဝင်းကြီးတင်းမောနစ်လို့တယ်အသေးပြောက်တွေရှိကြတယ် ကိုသိန်းရန်ကုန်ကိုနန်းဝင်းကြီးတင်မောနဲ့ပါသွားတာတွေ့လိုက်လို့လာပြောတာထို့စကားသည်မဝင်းဤနာတွင်မိုးချိုးပြစ်လိုက်သည်လားဝုံငနဲ့ကျဲလောင်သောပောက်ကွဲတံကြီးတစ်ခုကိုကြားလိုက်ရသည်ပမာလူတစ်ခုလုံးတုန်နှုတ်သွားတော်သည်ဖះဖះညကဖြစ်ပြက်တွေကအတိတ်နမိတ်တွေလားကိုသိန်းဘာမှမဖြစ်ပါစေနဲ့မဝင်းသည်ချက်ချင်းပင်တူမကိုခေါ်၍ဆက်လေတစည်းငါပြီးရန်ကုန်သို့လိုက်ခဲ့သည်မဝင်းစုတောင်းမပြေခဲ့ချေဆယ်ယူရရှိသောတေဆုံးသူများစင်းတွင် ကိုသိန်းပါလာသောကြောင့်ဖြစ်သည် ဒီလူကသူ့ရဲ့ပတ်စံအိတ်ကိုတန်ကျိုးနဲ့ပတ်ပြီးသူ့လက်မှာခြီးပြီးတော့ခတ်ထားတာဗျ။ဒါကြောင့်ခရီးသည်တွေအိတ်ပျော်နေချိန်မှာတင်းမော့နေတော့သူလည်းတင်းမော့တဲ့ကမထွက်နိုင်ပဲအသက်ဆုံးရတာပေါ့ဗျာ။စိတ်ကမ်းမှာတာဝန်ရှိသူတို့ကရှင်းပြသည်။မဝင်းသည်ကိုသိန်းကိုရန်ကုန်မှာတင်ကြိုပေးခဲ့ပြီးမျက်ရည်ဆက်လက်ဖြင့် တောင်ကြီးသို့ပြန်လာခဲ့သည်။တောင်ကြီးတင်မောစိတ်တို့အေရီတင်မောစိုက်ကပ်ပြီးအိုးအိုးဆွဲလိုက်သည်နှင့်အခုဤအင်းဝင်းငါကောင်သည်တပြိုင်တည်းထကတင်မောစိတ်တို့ပြေးသွားကြသည် စိတ်ကန်းတွင်တန်းစီ၍ငိုတိုထိုင်ပြီးခရီးသည်များဆင်းနေသည်ကိုငြိမ်သက်စွာကြည်သည်။တင်းမောပြန်ထွက်သွားတော့မှ၎င်းတို့ငါးကောင်သည်ခေါင်းငိုက်ဆိုင်ဖြင့်အိမ်ပြန်ကြလေသည်။ထုံမြင့်ကွင်းကိုမြင်တွေ့ရသူများကစိတ်မကောင်းဖြစ်မိကြသည်။တစ်ခေါက်တည်းလည်းမဟုတ်။အီယာဝရီတင်းမောဒေါင်ကြီးစိတ်၌အိုးအိုးဆွဲတန်ကြတိုင်းအင်းကွင်းငါးကောင်သည်မပြတ်မကွက်ပြေးထွက်၍တင်းမောစိတ်သို့တွားမြဲဖြစ်သည်။ဆက်ရောက်လာခြင်းမရှိသောသည့်တခင်ဖြစ်သူအားကြုံမြဲဆောင်ရဲဖြစ်သည်။ တနစ်တာဆိုသောကာလသည်တဘာဝတရားနှင့်အတူပြုပြင်ပြောင်းလဲခဲ့ကြသည်မဝင်းသည်ခင်းမိုးတဲ့မရှိတော့သည့်အတွက်ရခင်ကားကဲ့သို့ဈေးအောင်ဈေးဝယ်ခြင်းမလုပ်တော့ဘဲရှိသည့်အရင်းဒီကလေးနဲ့လောက်ကင်စားတော့ပြီးအင်းဝင်းကားကောင်ကိုဂယုတစိုက်ကျုံမွေးဆောက်ရှောက်လာခဲ့သည် နှင်းတို့ဝင်နေသောစောင်းရသည်မနှခင်တရက်ဖြစ်သည်ထိုနေ့ကအေယာဝတီတင်မောသည် တောင်ကြီးသို့အိုးအိုးဆွေး၍စိုက်ကလာသည်ထုံးစံတိုင်းအကိုကြီးအင်းဝင်းငါကောင်တို့သည်ပြိုင်လူထ၍တင်မောစိတ်သို့ပြေးလေတော်သည်ထိုနေ့ကတောင်ကြီးတင်မောစိတ်တွင် ကုတ်တင်ကုတ်ချများသည်ဖြင့်တင်မောသည်နေ့လယ်မှဟင်းသရသို့စံတက်နိုင်ခဲ့သည် အင်းဝင်းကားကောင်သည်တင်းမောမထွက်မချင်းကမ်းတနေရာတွင်ငြိမ်သက်စွာသခင်ကိုစောင့်လျက်ရှိသည်။ရာသီဥရိဒံကိုအန်တုလျက်အချိန်များစွာသခင်ကိုမျှော်ရင်းနေပင်ထိုခွေးများမှကိုင်းတော်ဆက်တွင်လဲကျသွားတော်သည်။တင်မောကြီးထွက်ခွာသွားသည့်အချိန်စောင့်ကြိုနေရာမှာနောက်ဆုံးမျောလင်းချက်များကုံဆုံးသွားသည့်အချိန်တွင်ရင်ခွဲနာကြ၍တေဆုံးသွားခြင်းဖြစ်ပေလိမ့်မည်။ မဝင်းသည်ဒိုအင်းငွေငါကောင်ကို EAR စိတ်ကန်းကိုင်းတော်ဆက်တွင် ကောင်းစွာမြုံနှံပေးခဲ့သည် EAR တင်မောသည်တခါတရံဒေါင်ကြီးစိတ်ကန်းတို့ညနဲ့ချိန်ရောက်မှအုံအောဆွေးစိုက်ကတ်တတ်သည်ထိုချိန်တွင်ညသည်မှောင်မဲတိတ်ဆိတ်နေတတ်သည်ခရီးသည်များနှင့်တင်မောသားများကကန်းဆက်တွင်ခွေးကြီးငါကောင်တို့ထိုင်နေသည့်ပုံတံတန်ကို မထင်မရှားဝှဒဝါမြင်တွေ့ရလေရှိသည်ဟုပြောဆက်မှပြုကြပါသည် ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီအစ်ကိုရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။